အကိုထွန်းရဲ့သားလေးကိုတိတ်တောင်းချီတန်းနဲ့ကားစီလက်ဆောင်ပေးလိုက်တဲ့ဗိုလ်ချာဖြူခင်ရဲ့နောက်ွယ်ကအကြောင်းရင်းများအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ဆယ်လီစပေးအိတ်ကနေပြန်လေးကြိုဆိုလိုက်ပါရစေဗိုလ်ချာဖြူခင်ကတော့အကိုပီကေထွန်းရဲ့သားကြီးစိုးလေးကိုဟွန်နာဒီနာသွားဖို့အတွက်တိတ်တောင်းချီတန်းမို့ရှိတဲ့နောက်ဆုံးပေါ်ကားလေးကိုလက်ဆောင်နေနဲ့ပေးခဲ့တာပါဗိုလ်ချာဖြူခင်ကတော့အကိုထွန်းနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတော့သူမရဲ့အစိတ်နဲ့သဘောထားလေးတွေကိုတစားတစားမြင်လိုက်ရှာတာပါ အခုလည်းပို့ချပြုတ်ခရာအကိုထွန်းရဲ့ကလေးတော်ဝဆလုံးကိုမိခင်ရဲ့တပွဲမြတ်တာတွေပေးနေတာကိုတွေ့မြင်ရတာပါအစပိုင်းကတော့ပို့ချပြုတ်ခင်ကို MRTV4 မင်းသမီးတက်လက်နေနဲ့ပရိသတ်ကြီးတွေတည်ကြတာပါနောက်ပိုင်းမှာတော့ဆိုင်းမိုင်ဆိုတဲ့နာမည်နဲ့ပရိသတ်ကြီးတွေဟာတစတစပုံမအားပေးလာကြတာပါဇကားထဲမှာလည်းဇယုတ်တွေကိုလည်းလိုက်ဖက်အောင်ပြပြပြင်းနဲ့တရုတ်ဆောင်ကျွမ်းသူတယောက်ပါနောက်ပိုင်းမှာအမှုပညာလုပ်တွေကိုဆက်မလုပ်တော့ဘဲနဲ့ရှင်းနာခဲ့တာပါဒီကြားထဲမှာတော့မင်းသမီးပို့ချပြုတ်ခင်ကိုရွှေတပိတ်တာတန်ဖိုးကြီး ရေရနာစိန်ကြောက်ပါဝင်ဝင်းမြောင်များနဲ့ပါလာရောက်တည်တောင်းတဲ့ကိစ္စကြီးဟာအင်တာနက်ပေါ်မှာစတင်အမဲကြီးလာခဲ့တာပါ။ဘူဇာပြုတ်ကင်လက်ချက်ဖို့လာရောက်တောင်းခဲ့တဲ့အကိုပီကေထုံကတော့တစ်ချိန်လုံးကဇနီးမယားတယောက်ရှိခဲ့ပို့ပြီးတော့ကွယ်လွန်သွားခဲ့တာလေအချိန်တစ်ခုကြာမြင့်ခဲ့တာပါ။အကောပီကေထုံကတော့ကလေးလေး၃ယောက်နဲ့မော်ဆိုးဘူဖြစ်တဲ့အပြင်ကိုဒိဋ္ဌိကျဲချမ်းသာကျဲဝါတဲ့ရွှေတင်းပိုင်တထေးကြီးတယောက်ပါဒီမတိုင်ခင်ကလည်းအကောပီကေထုံရဲ့အရင်အိမ်တော်ရဲ့အကြောင်းကိုလည်းမြန်မာနိုင်ငံကပြည်သက်ကြီးတွေလည်းအကုန်သိရှိထားပြီးသားပါ ဒါကောပြည်သက်ကြီးတွေကတော့ကိုသမီးတယောက်ကိုကလေး၃ယောက်အဖေမိုးဆိုးဖို့ကြီးနဲ့ပေးစားရလောက်အောင်လောဘကြီးလို့နေလို့တောင်မှပူဇော်ပြုခင်ရဲ့အမိဖြစ်သူကိုအပြစ်တင်ဝေဖန်ကြပါသေးတယ်။အခုချိန်မှာတော့အချင်းတွေကကွာခြားသွားပါပြီ။အကိုချုံနဲ့ပူဇော်ပြုခင်တို့ရဲ့အိမ်အောင်ရေးလေးဟာသူများတွေထင်တယ်လို့မျိုးဟုတ်မနေခဲ့ပဲနဲ့မိသားစုဝင်အချင်းချင်းတယောက်နဲ့တယောက်နားလည်မှုချစ်ခင်မှုတွေနဲ့တူတော်တော်ရရပဲဖြတ်တန်းနေကြတာပါ။အခုဆိုရင်အကိုပီကေထွန်းရဲ့ရှာတဲ့စင်ဦးလေးကိုမွေးဖွားပြီးသွားပါပြီ။ အကိုထုံရဲ့ကလေးတွေကိုတောင်မှကိုဝန်းနဲ့လွယ်မွေးထားတဲ့ကလေးတွေထပ်ပိုးပြီးတော့ဂယုတဆိုင်နဲ့ချစ်ပြတတ်တာတွေကိုလည်းတွေ့မြင်ရပါတယ်။ပိုကြပြုတ်ကင်ကလည်းအကိုထုံရဲ့ကလေးသုံးယောက်ကိုလည်းမိခင်ငယ်တယောက်လိုချစ်ခင်ပေးတတ်သူတယောက်ပါ။ပိုကြပြုတ်ကင်ကတော့ကလေးသုံးယောက်အတွက်ကတော့မိတွေးတယောက်ဖြစ်ပေမဲ့လည်းမိတဆိုးဖြစ်နေရှာကြတဲ့ကလေးတွေအတွက်မိခင်ရင်မြတ်တာကိုပါထုတ်ဖို့ပြောသားသူတယောက်ပါ။ပုံမှန်ဆိုရင်တော့မိတွေးတွေပထွေးတွေကကလေးတွေပေါ်မှာကောင်းကောင်းမော်မော်ဆက်ဆံတတ်တာကိုသားသမီးရှင်လို့ဆက်ဆံတတ်တာကတကယ့်ကိုမှရှားပါလွန်တာပါ ပိုးကြပြုခင်ကတော့ကလေးတွေပေါ်မှာစိုးသွဲနဲ့မိတွေးတရားမဟုတ်ခဲ့ပါဘူး။ပိုးကြပြုခင်မိသားစုတဲ့ကိုဝင်လာကလေးကကလေးတွေကလည်းနွေ့နွေ့ထွေးထွေးနဲ့ပဲကြိုးဆိုခဲ့ကြတာပါ။မိတွေးဖြစ်သူကိုလည်းအမေရန်တယောက်လုံးမျိုးချစ်ရှာတာပါ။ပိုးကြပြုခင်ရဲ့မွေးနေ့တွေမှာတောင်မှကလေးတွေကဥဆောင်ပြီးတော့ surprise တက်တဲ့ကြပါသေးတယ်။နောက်ပြီးတော့ပိုးကြပြုခင်ကကလေးတွေကိုလက်ဆောင်ပေးကချစ်ပြတတ်သူတယောက်ပါ။တားလျာတဖြည်းဖြည်းအရွယ်ရောက်လာတဲ့အတွက်အများကြမှာမျက်နှာမငယ်ရအောင်လို့တင်းတောင်းချီတန်ဖိုးကြည့်တဲ့ Toyota နောက်ဆုံးပေါ် EV ကားကြီးကိုဝယ်ယူကလက်ဆောင်ပေးခဲ့တာပါ ားလေးကိုចောင်းပေါ်ចောင်းជို့တွေအတုံးများမှာဖြစ်ပြီးတော့ခုနားဒီနောက်သွားဖို့အတွက်ပါဝယ်ပေးတာလို့လည်းသိရပါတယ်။မကြသေးခင်ကလည်းတားလေးတွေတင်းထောင်ကြီးတန်းနဲ့ဆိုင်ကယ်ကြီးကိုလည်းလက်ဆောင်ပေးသွားပြီးတော့ဒီလိုတံမိုးကြီးစိန်ခဲပစ္စည်းတွေကိုလည်းစိတ်ကြိုက်ဝယ်ယူသုံးစွမ်းနိုင်တာကလည်းအကိုထွန်းတော်မိသားစုဘလောက်တောင်ကျေဝချမ်းသာလေးဆိုတာပြောစရာကောင်းမှမလိုတော့တာပါ။ဗီယိုကောဆုံးနေပြချပါပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေလည်းလင်းပါသားလေးတွေတိမ့်တောင်းချီတန်တဲ့ကားကြီးကိုလက်ဆောင်ပေးလိုက်တဲ့ပူဇာပုခင်ရဲ့လိုရက်ကိုဘလို့မြင်လေးဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်